အမေရိကန်ဟာပါကစ္စတန်နဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကိုမြင့်တင်ဖို့ကြိုးပမ်းနေပေမဲ့အိန္ဒိယနဲ့အမေရိကန်ကြားဆက်ဆံရေးကိုထိခိုက်စေမှာမဟုတ်ကြောင်းအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကပြောကြားခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာအမေရိကန်နဲ့ဆက်ဆံရေးမရှိရဲအခြားနိုင်ငံတွေနဲ့ဆက်ဆံနေတယ်လို့အမေရိကန်နဲ့ပါကစ္စတန်ဆက်ဆံရေးရလဲအလားတူပုံစံမျိုးဖြစ်ကြောင်းရူဘီယိုကကာတာနိုင်ငံဒိုဟာမြို့တော်ကိုသွားရောက်တဲ့လေယာဉ်ပေါ်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါကပြည်စုံပြီးလက်တွေ့ကျတဲ့နိုင်ငံရင်းမူဝါဒရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ ျွန်တော်တို့နဲ့ပါကစ္စတန်ရဲ့ဆက်ဆံရေးဟာကျွန်တော်တို့နဲ့အိန္ဒိယကြားကနှဆိုင်မှုတမိုင်းဝင်မှုနဲ့အရေးကြီးတဲ့ဆက်ဆံရေးဒါမှမဟုတ်ခင်မင်ရင်းနှီးမှုကိုထိခိုက်စေမှာမဟုတ်ပါဘူးလို့ရူဘီယိုကပြောပါတယ်။အမေရိကန်တမနာဒေါ်နယ်ထရပ်လက်ထက်မှာပါကစ္စတန်နိုင်ငံပေါ်အလေးထားလာခဲ့တဲ့အမေရိကန်ရဲ့မူဝါဒဟာအိန္ဒိယကိုဒေါသထွက်စေခဲ့ပါတယ်။ဒါပြင်ထရပ်နဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီကြားဆက်ဆံရေးတွေကြောက်ကစားဖြစ်နေချိန်မှာအမေရိကန်က ပါကစ္စတန်နဲ့ဆက်ဆံရေးကိုမြင့်တင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေကိုစီပန်ဆိုင်ထားကြတဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်နဲ့အိန္ဒိယတို့ဟာမေလကနေဆက်ဒေသမှာ၄ရက်ကြာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။